တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ဟာအောက်တိုဘာ29ရက်နေ့ကနေစတင်ကမြန်မာတပ်မတော်နဲ့နှစ်ဖက်အပြစ်ခတ်ရဲစဲရေးကိုလက်မှတ်ထိုးခဲ့ပြီးနောက် TNL အနေနဲ့ဘလို့မဟာပြူဟာပြောင်းသွားတဲ့လဲဆိုတဲ့ပေါ်စီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကြားစောင့်ကြည့်နေကြပါတယ်။ TNL အနေနဲ့ရှိပီးသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမျိုးနဲ့နှစ်ခုသာမကတက်တုံညာနှစ်ခုစစ်စင်ရေးပထမလိုင်းအတွင်းသိမ့်ပိုင်ရရှိထားတဲ့ နမ်တူမျိုးနဲ့တချို့မျိုးတို့ကိုပြန်လိုချင်သေးတဲ့အတွက်ထပ်မံညှိနှိုင်းကြအောင်မယ်လို့ထင်ကြောင်းပုံမြူသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဦးကာကစီရင်နာတည်င်းဌာနကိုပြောပါရယ်သူတို့ကတော့သူတို့ကမူလညွန့်နယ်နှစ်ခုပေါ့ကိုပဲအချုပ်ခွင့်ရဒီပါရှိပြီးသားပါဘယ်လောက်ကိုပဲအချုပ်ခွင့်ဒီပါအဲ့ဒီပါမျိုးကိုပဲဆက်ဆိုင်မမာနဲ့ဒီလိုလောက်ရမယ်ဒါမှမဟုတ်လဲသူတို့အခြေအနေကညွန့်နယ်နှမျိုးနယ်ကနေ၃မျိုးနယ်တော့၄မျိုးနယ်တော့ ပို့ရလဲနိုင်ငံရေးအရာဆွေးနွေးရင်းနဲ့တောင်းနိုင်ပါလားဒါမှမဟုတ်အပြည့်ရပြီးတော့ငင်းချမ်းနဲ့ငင်းနဲ့ဆွေးနွေးရတောင်းရတဲ့တော့ပြစီဘယ်လိုကန်ထရိုးပါလဲအပြည့်အစုံများတာကိုဒါသိနိုင်တော့တဲ့ဘောဖြစ်နိုင်ပါဒါပေမဲ့ကျန်လေလူတွေကလည်းဒီမှာတို့နယ်လောက်မှန်းတော့သူတို့ပြိမချင်တဲ့ပုံမပေါ်ဘူး။ဒါပေမဲ့ဟိုစစ်စင်ပထမလိုင်းမှာရတာပဲမျိုးတချို့တော့သူတို့ ဉာဏ်စောရတဲ့သဘောရှိတယ်။နာမဘာနာမတူလို့ပါလို့ပါလို့။အဲ့ဒါတော့တော်တော်ဆန်းကြီးနေပါတယ်နော်။ဒီဒီပွဲနဲ့ပြီးတော့မှမဟုတ်ဘူးပေါ့။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်ဆစ်ဆက်မှုနဲ့2025ခုနှစ်အောက်တိုဘာ29ရက်ကနေ28ရက်အထိကုမင်းမြို့မှာမြန်မာတပ်မတော်ကဒုတိယပိုချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့နဲ့တီအန်အလီကဒုတိယပိုချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့တာပါ။အဲဒီတွေ့ဆုံပွဲကိုတော့တရုတ်ရဲ့မြန်မာအရေးအထူးတန်တမန် မစ္စတာတင့်ရှူချင်းကကမကထပြုလုပ်ဥဆောင်နှိမ့်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုဟာ၉ချိန်မြောက်ဖြစ်ပြီးနှစ်ဖက်အပြစ်ခတ်ရစဲရေးကိုအောက်တိုဘာ29ရက်မှာစတင်အသက်ဝင်ကြောင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြကောင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကနေတအောင်းတက်တွေပြန်လဲဆုတ်ခွာမှာဖြစ်တယ်လို့တရနယ်လေးကထုတ်ပြန်ထားပါဗျ။ဒါပေမဲ့မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကနေဘယ်အချိန်ကာလမှာအပီးတိုင်ဆုတ်ခွာသွားမယ်ဆိုတာကိုတော့ဖော်ပြထားတာမရှိပါဘူး။အဲ့ဒီလိုပဲတအောင်းဒေသကိုလည်း မြမတက်မတော်ကလေရင်ဘုံကျဲတာထိုးစစ်စင်တက်ခိုက်တာတွေမပြုတ်ဖို့ထုတ်ပြန်ချက်အရာသိရပါတယ်။ TNL ဟာတစ်တုံညာနှစ်ခွန်စစ်စီရေးအတွင်းမြို့နယ်၁၂မြို့နယ်ကိုတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက်မြမတက်မတော်ကနောင်ချိုကြောင်မဲတီဘောစတဲ့မြို့နယ်တွေကို2025ခုနှစ်ဇွန်ဇူလိုင်လတွေကနေစတင်ကပြန်လည်သိမ်းပိုက်ခဲ့တာပေါ့။ TNL အနေနဲ့မြမတက်မတော်ရဲ့တံပြန်ထိုးစစ်ဆင်မှုတွေကြောင့် တိမ့်ပိုက်ထားတဲ့မြို့တချို့ကိုပြန်လဲလက်လွတ်ခဲ့ရပြီးစစ်ရေးရှုံးနေနေခြင်းမှာအခုလိုမျိုးအပြစ်ခတ်ရဲစဲရဲကိုလက်မှတ်ထိုးလိုက်တာဟာသဘောထားပြောင်းသွားတာမဟုတ်ပဲမြေပြင်အခြေအနေပေါ်လက်ခံလိုက်တဲ့သဘောဖြစ်တယ်လို့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL SCS မှာဥက္ကဋ္ဌပိုမှုကြီးခွန်ဥက္ကာက CNN တင်ဒင်းဌာနကိုပြောပါတယ်။အာပြောင်းတာထက်တော့အခြေအနေပေါ်လက်ခံလိုက်တော့ဘောဒီချက်ကောင်းပါလို့လောက်ရင်ဒီလဲမှာမယ်ပြူပါမယ်လဲနာမယ်ဒီလဲနာမယ်တော့ 老我六月搬家了嘛，搬到外地嘛。六月搬了，我们毕业嘛。六月年年呢，一个新年啊，六月啊，五月到年，到七三的那里，到去三扫墓呢。人家伊讲嘛，伊先可一个，在那里阿老，他只先看那个老妈妈啦，就是在那里个，过年有姑姑表兄弟几个，哦，村那个他们下现在阿们都没去啦。你讲一讲。 တိုက်မယ်ဆိုရင်အာဒီလူတို့ကအများဆုံးတင်လာကြပါအောင်နောက်ပြီးတော့ဗာကြလာမှလည်းထွက်မှာမဟုတ်ဘူးနိုင်ငံရေးရလာလည်းထွက်မှာမဟုတ်ဘူးအဲအဲ့ဒါဘောမောင်ကြီးကဒါနားလေသဘောပေါက်လို့ဒီလိုစနေရအောင်တင်လာလို့ယူဆပါဦးသူတို့နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ပြီးခဲ့တဲ့ဧပြီလမှာတွေ့ဆုံမှုပြုလုပ်ခဲ့သေးပြီးတက်တုံညာနှစ်ခုစစ်စင်ရေးဒုတိယလှိုင်းအတွင်းတရနယ်လီကတင်ပိုက်ခဲ့တဲ့နောင်ချိုကြောင်မဲ တီဘောမိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကိုပြန်ပေးဖို့မြမတက်မတော်ဘက်ကဆွေးနွေးခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မြမတက်မတော်ကနောင်ချိုကြောင်မဲနဲ့တီဘောကိုသိမ်းပိုက်နိုင်ခဲ့ပြီးအခုအခါမှာတရုတ်ကျောင်းဝင်မှုနဲ့ကြန့်ရှိနေတဲ့မျိုးနှမျိုးကိုပါပြန်လည်ရရှိသွားတာပါ။တက်တုံညာနှစ်ခွန်စစ်စင်ရေးနှစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာတော့စစ်စင်ရေးဒုတိယလှိုင်းမှာ TNL ဘက်ကသိမ်းပိုက်ထားတဲ့မျိုးတွေကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။